မင်းကိုလူနေလို့လေချောရတယ်အာကိုကတော့အားပါစားတာပဲကိုစားခြင်းနဲ့အစားအစာကိုလေအဲ့တော့အပြင်မှာတိတ်မရိုက်ဖြစ်ဘူးနောက်ပိုင်းဒီထက်ပို့ပြီးနက်နက်နဲနဲချက်ပြုတ်ပြီးတော့စားအောင်ပါပါပြိတက်ကြီးကိုသိစေချင်တာလေတခုရှိရဲ့ဒီလားအဲ့ဒါလေးကဘာလဲဆိုတော့လိုလားငါပြောလိုလားအော်အော်ဝါရာကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေပေါ့ ဟိုအဲ့လိုငင်ခံနေမှန်းသိရခါကြောက်လဲကောင်မလေးကစကားမပြောတတ်ဘူးလို့ထင်မှဆိုလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော်အော်အဲ့လားတော့လေအတန်ပြောပါစေအားရပါစားရလေနော်မင်းကလေးတွေကသူရခွန်မရရှိအဲ့လိုနေရတယ်ဘာလို့အိမ်တွေရောက်နေလို့နေရပါ့ ဟိုပါပေါ့လက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနဲ့အနဲ့ဆိုရင်ဒီစီမှာကွယ်ကိုသမီးစားခဲ့ရရပါပြီပေါ့မင်းသားကလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြတ်သွားပြီတတလုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ blacklist အဖြစ်မခံနိုင်ဘူးလေနော် ကမုန်းပဲနှစ်30ပြည့်မွေးနေ့ပေါ့နော်အဲ့ဒါမှစိတ်နှန်းတော်ကနေပြီးတော့ချူလေးတို့ဖိတ်ချရတဲ့အတွက်လာရောက်တက်ဖြစ်တာပါအဓိကတော့လေဟိုချူလေးကြတော့လေဟိုအကကြီးလည်းမကကြင်ဘူးစင်ပေါ်မှာလေအကကြီးလည်းမကကြင်ဘူးချင်းတော့ဆိုဖို့တောင်းဆိုပေမဲ့အတန်းမထွက်ဘူးအတန်းမထွက်တော့တခြားဘွဲတွေတော့အများနဲ့ဆိုပါတယ်အဲဒီဘွဲမှာတကယ်အဆူရော်ကြီးလည်းပါတယ်လေအဆူရော်ကြီးအများကြီးပါတဲ့အခါကျတော့ကိုကလည်းကို professional line မဟုတ်တဲ့အတွက်ဒီဒီဒီ ီပွဲမှာတော့တချင်းလည်းမဆိုခဲ့ဘူးအဲ TikTok တွေကဝကြတော့လဲကိုကိုတိုင်းအဲ့လောက်ထိလဲအစင်ပေါ်ကြီးမှာတက်ပြီးတော့မကကြင်ဘူးအဲ့တော့ဘာလို့ ਆ လဲဆိုတော့ကိုတရုတ်စာလေးအဲ့တော့ဟိုကိုနဲ့ပေါ်တော့ဒီ TikTok ပေါ်မှာပောက်ခဲ့တဲ့ဒီဇက်ဝင်ကဲလေးတွေကိုပဲဒီမောင်လေးတွေနဲ့တွဲဖက်ပြီးတရုတ်စောင်းခဲ့ရေပေါ့ဟုတ်အဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးကိုကတော့အဲ့ဘာစားတာပဲကိုစားခြင်းနဲ့အစားစာလေးအဲ့တော့အပြင်မှာတိတ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးဆိုတာကလေဟိုပါပေါ့ကိုဘယ်လိုပြောရမလဲ သူတို့တွေပေါ့အရန်ကြော်ညာပေးသလိုဖြစ်နေမဲ့ပြင်မမရရဘူးလေစားချင်အိမ်မှာပဲရိုက်တယ်ဘယ်ဆိုင်ရလဲလည်းမပြောရဘူးလေအဲ့လိုမာတာလို့အဲ့နဲ့အပြင်မမရိုက်ဖြစ်တာပါတကယ်တော့စားလိုက်ရိုက်ချင်တာဟုတ်နောက်ပိုင်းဒီထက်ပို့ပြီးနည်းနည်းနည်းချက်ပြုတ်ပြီးတော့စားအောင်ပါပါအော်ဩဝါဒကြီးချွေရတာပေါ့နော်ဒီလိုပါပဲမကျေနပ်တာလေးတွေပေါ့အဲ့လိုပေါ့ ဟိုအဲ့လိုငင်ခံနေမှန်းသိရခါကြောက်လဲကောင်မလေးကစကားမပြောတတ်ဘူးလို့ထင်မှာဆိုလို့စကားလေးလည်းပြောတတ်တယ်ပေါ့နော်အော်မဟုတ်ဟွာလေးဟိုငငယ်ကလေးကအဲ့လိုထမင်းစားရင်မိသားစုတွေအကုန်လုံးလက်ရည်တပြင်းဒီအဲ့လိုစပွဲဝိုင်းအကြီးနဲ့ငငယ်လေးကလေးအဲ့လိုပဲစားလာခဲ့ကြနောက်ပိုင်းဟိုမိသားစုတွေနဲ့လည်းခွဲနေရတယ်ကိုယ်လုံးနဲ့ကိုပေါ့အဲ့လိုကြောက်ရလဲအိမ်မှာတယောက်တည်းစားရတော့လဲပြင်းတယ်ဟိုရုပ်ရှင်ကြည့်ပြီးစားရတာလဲတစ်ခါတလေကောင်းမှတစ်ခါလေးကြောက်တော့မကောင်း အဲ့တော့ဖုန်းထောင်ပြီးတော့စိတ်ထဲမှာကို့မိသားစုပေါ့နော်အဲ့လိုကို့ပေါင်းသင်းတငယ်ချင်းကိုကြည့်ပြီးစကားပြောနေရတယ်လို့မျိုးအဲ့လိုအတူတူတမင်းအတူတူစားတယ်လို့ခံစားချက်နဲ့စားလိုက်တော့လေစားဝင်တယ်လေအော်ဟုတ်အဲ့လားတော့လေအတန်ပြောပါစေအားရပါစားတယ်လေနော်ငငယ်တုန်းကလူကြီးတွေနဲ့ဆိုအမြဲတမ်းအခောက်ခံရတယ်ကို့ဘာသာကိုတော့ကို့စိတ်ကြိုက်စားချင်တယ်လို့စားမယ်လေနော်အဲ့လိုမျိုးဒါပေမဲ့မဟုတ်အဲ့ဒီမှာလေ ကပ်ကပ်အဲအရင်တော့မတီးဘူးပရိုတွေပါတယ်မဝယ်လိုက်မိဘူးကွယ်ဒီလားကစီနေပြီမဝယ်လိုက်မိတော့အစားတော့စားတဲ့အတန်ပါတယ်အခုပရိုဝယ်လိုက်ပြီဝယ်လိုက်ပြီဆိုတော့ကကြာ reduce noise ကိုနှိပ်လိုက်ရင်အတန်ပြောက်သွားတယ်ကောင်မလေးကတိသွားပြီအဲ့တော့စိုက်တယ်လို့စားတယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဘယ်သူမှမကြတော့ဘူးဟုတ်ဟုတ်တယ်အဲ့ဒါမှအဲ့လိုလေဟုတ်အဲ့လိုပေါ့အဲ့လိုအစားနေတဲ့အတန်ကိုကြားရင်တရားကဖုန်းပွင့်ပြီးစားနေတဲ့အတန်ကိုကြားရင်တော့ဘိုက်ကစားတယ် ူပါစားလဲလို့ခိုးကြည့်လိုက်ရင်အဲ့ဒါငါလှုပ်စားမယ်ပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုပေါ့နော်ဟိုပါပေါ့လက်နဲ့ဆိုရင်လက်အိတ်နဲ့စားတာလက်ကလည်းရမ်းအနက်အနက်ဆိုရင်ရင်မွေးဆိုရင်တနအိတွင်းပြောက်သွားတယ်အဲ့လိုတမင်းနေပိုင်းများဟင်းနေပိုင်းနဲ့နယ်ဖက်လိုက်နှစ်ရက်အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာကွယ်ကိုသမီးစားခဲ့ရရပါပြီပေါ့မင်းသားကလက်လေးကိုယူပြီး kiss ပေးလိုက်ပြီးပြီးဘွားပြတ်သွားပြီတတလုံးအဲ့ကောင်မလေးအဲ့မင်းသားလက်မှာ blacklist အဖြစ်မခံနိုင်ဘူးလေနော်စားပါတယ်ချူလေးကလေ အခုတွေ့တယ်သီလားအဲထမင်းမစားလို့ဘလိမ့်ကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ညမလေးတွေကိုကြည့်လိုက်ပေါ်ရီလေးတွေလှလိုက်တာချစ်စရာကောင်းလိုက်တာအဲ့တော့အရန်လာတဲ့ကောင်မလေးတွေကိုကြတော့ထမင်းမစားလို့ဘလိမ့်နေထမင်းအရန်စားတဲ့ကောင်မလေးကိုကြတော့ဘာတုတ်တယ်ဘိုက်ကဘူးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဘလိမ့်တော့မအားတော့ထမင်းစားတဲ့အဖွဲမှာနေရမှာလားထမင်းမစားတဲ့အဖွဲမှာနေရမှာလားအပြောပေးအောင် စားရင်တော့ဒီခန္ဓာကိုယ်ကိုကြည့်လိုက်မစားရင်ဟိုခန္ဓာကိုယ်ကိုကြည့်လိုက်အဲ့ခန္ဓာကိုယ်အလှချင်းအလှပအောင်ကြည့်ချင်တဲ့လူတွေဒါမင်းမစားရကောင်မလေးတွေကိုကြည့်အဲ့လိုပေါ့နော်ခန္ဓာကိုယ်ဘလို့နေနေစားရတောက်တာကိုပဲမှတ်တယ်ဆိုရင်တော့ကျမကိုကြည့်